တရားအားထုတ်တယ်ဆိုတာကိုတရားထိုင်တာကိုပဲတရားအားထုတ်တယ်လို့လွယ်လွယ်လေးပြည့်မြင်တတ်ကြတယ်တကယ်တော့တရားထိုင်တယ်ဆိုတာတရားအားထုတ်မှုတွေတဲကထိုင်တဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်တယ်တရားဆိုတာကဘယ်လိုပုံစံမျိုးနဲ့ပဲနေနေအမြဲအားထုတ်နေရမှသာဖြစ်တယ်ချက်ရင်ပြုံရင်လည်းအားထုတ်နေရမယ် ရှော်ရင်ဖွေရင်လည်းအာထုတ်နေရမယ်။စိုက်ရင်ပြိုရင်လည်းအာထုတ်နေရမှာပဲ။ပြောရင်ဆိုရင်လည်းအာထုတ်နေရမယ်။သွားရင်လာရင်လည်းအာထုတ်နေရမယ်။ဝူရင်စားရင်လည်းအာထုတ်နေရမယ်။ဘယ်လိုနေနေအမြဲအာထုတ်နေရမယ့်အရာ။ဘယ်လိုအာထုတ်နေရမှာလဲ။ချက်ရင်ပြိုရင်လည်းကိုယ်စိတ်မှကြိုက်တာမကြိုက်တာ စိတ်ဆိုးတာစိတ်ဆာတာဒီ အတွေးအဆိုးတွေဖြစ်မနေဘူးအားထုတ်နေရမယ်လျှော်ရင်းဖွေရင်းလဲကိုယ်စိတ်မှကြိုက်တာမကြိုက်တာစိတ်ဆိုးတာစိတ်ဆာတာ ਨੇ အတွေးအဆိုးတွေဖြစ်မနေဘူးစိုက်ရင်းပြူရင်းလဲကြိုက်တာမကြိုက်တာစိတ်ဆိုးစိတ်ဆာအဘိဇာဒေါမနတတွေအတွေးအဆိုးတွေဖြစ်မနေဘူးအားထုတ်နေရမယ်ဘယ်လိုနေနေဘာလုပ်နေနေကိုယ်စိတ်မှစိတ်ဆိုးစိတ်ဆာ ဖိစာဒေါမနတတွေဖြစ်မနေဘူးတတိအမြဲထပြီးတော့အမှားမဖြစ်အောင်အားထုတ်နေရမှာဖြစ်တယ်အဓိကကကိုယ်စိတ်မှာလောဘဒေါသမကြေနပ်တာတွေကြေနပ်တာတွေစင်ញဲပူပန်စေတဲ့အတွေးဆိုးတွေဘယ်အချိန်မှမဖြစ်မနေအောင် အားထုတ်နေရတာပါပဲအမြင်ကောင်းအတွေ့ကောင်းတွေဖြစ်ဖို့အပြောကောင်းအပြူကောင်းအနေကောင်းတွေဖြစ်ဖို့ကြိုးစားနေတာလိုချနေတာ ကြီးကြီးအောင်လုပ်ပြီးတော့ကြင့်ကြားနေတာဆိုရင်ထိုင်ထိုင်ထထအိတ်အိတ်ရက်ရက်ချက်ချက်ပြုတ်ပြုတ်တရားအားထုတ်နေတယ်လို့ဆိုရမယ်လူမှာကိုစင်းရဲစိတ်စင်းရဲဖြစ်တယ်ဆိုတာအဲ့ဒီကြိုက်ချင်းမကြိုက်ချင်းနေစိတ်ဆိုးစိတ်ဆာတွေအဘိဇာဒေါမနတတွေဖြစ်နေလို့အဲ့ဓာတွေကဝန်းလာလို့သာဖြစ်တယ်အဲ့ဒီကြိုက်မကြိုက်စတာတွေမဝင်အောင်စိတ်ကိုတတိအမြဲကထားပြီးတော့နေနိုင်မယ်ဆိုရင် ကိုစင်းညင်းချင်းစိတ်စင်းညင်းချင်းဒီဖြစ်เสียအကြောင်းရှိပါဦးမလားညစွာဘုရားကစရအတုံးမှာတရားအထုတ်တာနဲ့ပတ်သက်ပြီးတော့အခုလိုမိတ်ငယ်တယ်စရတော်စေပြီးဘိက္ခုဘိက္ခုနောဥပိစတိကာမဝိတက်ကောဝါဖြာပါဒဝိတက်ကောဝါဝိဟိန္တဝိတက်ကောဝါယဟန်တို့သွားနေတဲ့အချိန်လေးမှာလိုချင်ရချင်တဲ့ကာမအတွေးဆိုးတွေပျက်စီးခြင်းဖြက်စီးခြင်းနေတဲ့ဖြာပါဒအတွေးဆိုးတွေ ညင်းစဲခြင်းနှိပ်စက်ခြင်းနေတဲ့ဝိဟိန်သအတွေးဆိုးတွေဝန်းလာခဲ့ရင်တန်စီဘိက္ခုနာတိဝါဒိတိပဇဟတိဝီနောဒိတိဖြာဏီကရောတိအနဘာဝံကမေတိတဲ့အဲ့ဒီစိတ်တွေအဲ့ဒီအတွေးဆိုးတွေကိုသွားနေရင်ပဲနာတိဝါဒိတိကိုယ်စိတ်ကိုမလွှမ်းမိုးအောင်လုပ်ပဇဟတိအဲ့ဒီမကောင်းတဲ့စိတ်အတွေးဆိုးတွေကိုဖယ်ပြေးတဲ့ဝီနောဒိတိအဲ့ဒီမကောင်းတဲ့အတွေးဆိုးတွေကိုထုတ်ပြေး ဗျာဒီကရောတီအဲ့ဒီအတွေ့အကြုံတွေကိုကျင်းသွားအောင်ဆင်းသွားအောင်လုပ်ပြစ်အနာဘာဝံကမေတီနောက်ထပ်ကိုထပ်မဖြစ်အောင်လုပ်ပြစ်တဲ့အဲ့ဒီလိုလုပ်နေတဲ့သူကိုအာတာပြီးပြင်းစွာတရားအထုတ်နေသူပွတ်တက်ပြီးမကောင်းမှုတွေကို ထိတ်လန့်တတ်သူတတတံသမိတံအမြဲတမ်းအာထုတ်နေသူပဟိတတောနိဗ္ဗာန်ကိုဆေလွတ်ထားတဲ့စိတ်ရှိသူလို့ဆိုရမယ်တဲ့ စရတော်သွားနေနေထိတတ်တတ်ရက်နေနေနိသိဏ္ဍထိုင်းနေနေတရားနတ်တာအိတ်နေနေ ဖဲလို့နေနေဘာတွေလုံလို့ကိုယ်စိတ်မှာဖြစ်ပေါ်လာတဲ့ရရင်လူချင်းတဲ့ကာမအတွေ့အစိုးတွေဖြည့်ဆည်းခြင်းပျက်စီးစေခြင်းတွေဖြာပါဒအတွေ့အစိုးတွေညှင်းဆဲခြင်းနှိပ်စက်ခြင်းတွေဝိဟိန်ပအတွေ့အစိုးတွေကိုနာဒီဝါဒိတိကိုယ်စိတ်မှာမလွှမ်းမိုးအောင်လို့ပဇဟတိပယ်ပြည့်နိုင်အောင်လို့ ဗျာဏီကရောတိအဲ့ဒီအတွေ့အစိုးတွေကိုကျင်းစင်သွားအောင်လို့အနာဘာဝံကမေတိနောက်ထပ်မဖြစ်အောင်ကိုလို့အဲ့ဒီလိုလုံနေသူတွေဟာပြင်းစွာအာထုတ်နေသူမကောင်းမှုတွေကိုတကယ်ထိတ်လန့်နေတဲ့သူအမြဲတမ်းတရားအာထုတ်နေသူ နိဗ္ဗာန်ကိုဆေးလွတ်ထားတဲ့စိတ်ရှိသူလို့ဆိုရမယ်တဲ့ဒါကြောင့်ဏီကုံးချုပ်ပြောရရင်တော့တရားဆိုတာထိုင်နိုင်တာတခုတည်းကိုမခေါ်ပါဘူးတရားထိုင်နေဆိုတာ တရားအားထုတ်တာတွေတဲကတခູ້လိုပဲမှတ်ရတရားအားထုတ်တယ်ဆိုတာကဘယ်လိုနေနေဘာတွေလုပ်နေနေကိုယ်စိတ်မှာအဆိုးအမားတွေမဖြစ်အောင်စိတ်ကိုတတိကပ်ပြီးတော့အဲ့ဒီအဆိုးအမားတွေကိုဖယ်ပြစ်ထုတ်ပြစ်ကင်းစင်အောင် လုပ်ပြစ်နေတာကိုပဲတရားအားထုတ်နေတယ်လို့ဆိုချင်ပါတယ်အဲ့ဒီလိုနေနိုင်ရင်လဲလက်တွေ့လူမှငြိမ်းချမ်းခြင်းတွေချက်ချင်းခံစားနေရမယ်ဆိုတာပြီးမြင်စေချင်တယ် အားလုံးအားလုံးဘယ်လိုနေနေဘာတွေလုပ်နေနေစိတ်ကိုတတိကပ်ပြီးတော့အဆိုးအမတွေမဖြစ်အောင် အားထုတ်နေနိုင်သူများ ဖြစ်ကြပါစေ။